တရားဟောရာကျမ်းအခန်းကြီး9မှာတသမိဝတ္တရားနဲ့ပတ်သက်ပြီးကြည့်ကြရအောင်တသမိဝတ္တိပုံချင်းမိဘအပေါ်ယူတည်ခြင်းနဲ့တီထောင်ထားတဲ့ထုံးတမ်းစင်လာတွေကိုလိုက်နာခြင်းအပါဝင် ကောင်းမွန်တဲ့ရိုးရာတန်ဖိုးတွေပျောက်ကွယ်သွားတာဟာဒီနေ့ခေတ်လူ့ဖွဲ့စည်းမှာထင်ရှားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်စည်းစိမ်ဥစ္စာတွေတိုးများလာပြီးတကူကောင်းဆန်မှုများပြားလာတာနဲ့အမျှလူတွေဟာသူတို့ရဲ့အစဉ်မပြေမှုကိုသိမခံနိုင်တဲ့ခေတ်ဖြစ်လာခဲ့ပါတယ် ဒါကြောင့်ကလေးတွေဟာသူတို့ရဲ့မိဘတွေကိုထိခိုက်နေတာတဲ့တင်ကိုကြားရတာအယမ်းစိတ်မကောင်းစေရပါပဲ။ဒါပေမဲ့ကျွန်တော်တို့ဟာဒီဆိုးညစ်တဲ့မျိုးဆက်ကနေတင်ယူပြီးလက်ခံတာမျိုးမလုပ်ပဲဖေနဲ့မေရဲ့အလူတော်တိုင်းမိဘတွေကိုအပြည့်အဝဝိကျေပုံပြီးဝိညာဏမိဘပုံမှာလည်းတသမီဝိကျေပုံကြပါစို့။그런 တရားဟောရာကျမ်းအခန်းကြီး9အခန်းငယ်16ကိုတွားကြည့်ကြရအောင်။တင်ဤဖျားသခင်ထာဝရဖျားပေးသနာတော်မူသောပြည်၌တင်သည်အတ္တတရှိ၍ကောင်းစားရမည်အကြောင်းတင်ဤဖျားသခင်ထာဝရဖျားမှာထားတော်မူသည့်အတိုင်းတင်ဤမိဘကိုယုံကြည်စွာပြုလော့။ မိဘကိုယူသေးပြီးသာသမီဝတ်ကြေးပွန်အောင်စူးစမ်းပါဆိုတဲ့ခေါင်းစဉ်ကိုတမန်ကျန်းစာတအုပ်လုံးမှာမိမောင်းထိုးပြထားပါတယ်။ဖျားသခင်ဟာကျန်းစာ66အုပ်ထဲမှာသာသမီဝတ်ကိုလေ့လာနိုင်တဲ့ပုံသက်တွေကိုပြင်ဆင်ထားခဲ့ပါတယ်။ဒီနေ့ယူတာရဲ့သာသမီဝတ်ကြေးပွန်မှုနဲ့ဖျားသခင်အပေါ်ထားရှိတဲ့သာသမီဝတ်ကြေးပွန်မှုကိုလေ့လာကြည့်ကြရအောင်။ ယူသဝတ္ထုထဲမှာအခန်းကြီး၁ရဲ့အကြောင်းအရာကိုအချင်းချုပ်ပြောပြပါမယ်။ခိလျုံနဲ့မဟာလုံဆိုတဲ့သားနှစ်ယောက်ရှိတဲ့နောမီလို့ခေါ်တဲ့ဧသရေလအမျိုးသမီးတစ်ယောက်ရှိခဲ့ပါတယ်။ခိလျုံနဲ့မဟာလုံရဲ့ဇနီးတွေဟာ အော်ရပါနဲ့ယူသားဖြစ်ပါတယ်။ဒီမိသားစုဟာမောဘပြည်မှာနေထိုင်ခဲ့ကြပြီးအစာကောင်းမှချင်းအပါအဝင်အခက်အခဲမျိုးမျိုးကိုရင်ဆိုင်ခဲ့ကြရပြီး နောက်ဆုံးမှာသူတို့ရဲ့မူရဲ့အေတီရီလာနိုင်ငံကိုပြန်သွားခဲ့ပါတယ်။သူတို့ဟာမူလကဘက်လင်မြို့ကနေလာတာဖြစ်ပါတယ်။နော်မီရဲ့ခင်မုန်းဟာတေပြီးသူ့ရဲ့သားနှစ်ယောက်ဖြစ်တဲ့ခီလုံနဲ့မဟာလုံနဲ့တေဆုံသွားခဲ့ပါတယ်။ဒါကြောင့်နောက်ဆုံးမှာမိသားစုထဲမှာရောက်ခမနော်မီနဲ့ချွေးမအော်ရာပါနဲ့ယူတာဟာအသက်ရှင်ကျန်ရစ်ခဲ့ပြီးရွေးချယ်စရာမရှိတော့တဲ့အတွက်သူတို့ရဲ့မူရဲ့မြို့ကိုပြန်သွားရမှာဖြစ်ပါတယ်။ အဲ့ဒီခေတ်တုန်းကစိုက်ပျိုးရေးကိုအပြင်းထန်မိခိုးအားထားတဲ့လူဖွဲ့စည်းမှာ အမျိုးသားတွေအတွက်အလောက်ကင်များစွာရှိခဲ့ပေမဲ့အမျိုးသမီးတွေအတွက်အကန့်အသတ်ရှိပါတယ်။အဲ့ဒါကြောင့်သူတို့ဟာနောမီနောက်ကိုလိုက်ခဲ့မယ်ဆိုရင်တောင်ချွေးမနှစ်ယောက်ဟာ အသက်မွေးဝမ်းကြောင်းပြုဖို့နည်းလမ်းမရှိခဲ့ပါဘူး။ထပ်ပြီးတော့သူ့ရဲ့ချွေးမနှစ်ယောက်ကိုခေါ်သွားရုံတသက်နဲ့ပဲစိတ်မကောင်းဖြစ်ရင်းနဲ့ နော်မီကသူတို့ကိုမွေးရမြေကိုပြန်ခိုင်းဖို့ရည်ရွယ်ခဲ့ပါတယ်။တင်းတို့မွေးရမြေကိုပြန်သွားပြီးအထီးကျန်စွာမနေဘဲနောက်အိမ်ထောင်ပြုကြပါလို့ပြောခဲ့ပါတယ်။ဝရပဟာအမေနဲ့အတူနေထိုင်ဖို့ကြိုးစားခဲ့ပေမဲ့လည်းနောက်ဆုံးမှသူ့ရဲ့မွေးရမြေကိုပြန်သွားခဲ့ပြီးယူတာဟာငါးယောက်ခမကိုတယောက်ထဲထားခဲ့မယ်ဆိုရင်သူ့ကိုဘယ်သူကခရူးဆိုင်မှာလဲ သူ့မှာသားမရှိဘူးခင်မွန်းဒီလည်းတည်သွားတယ်လို့တွေးပြီးဒီလိုပြောခဲ့ပါတယ်။ကျမဟာအမေနောက်ကို အဆုံးထိလိုက်ပါမယ်။အမေသွားလျာရာကို ကျမလိုက်ပါမယ်။အမေအိတ်လျာရာမှာကျမအိတ်ပါမယ်။ဒါကြောင့်ကျမမွေးရမည်ကို ပြန်သွားဖို့မပြောပါနဲ့။ယူတာဟာအေးတရီလာလူမျိုးမဟုတ်ပဲမောလူမျိုးဖြစ်ပေမဲ့အဆုံးထိနောမီကိုတစ္ဆာပြုပြီးအမေရဲ့အမျိုးဟာကျမအမျိုး အမေရဲ့ဖခင်ဟာ ကျမရဲ့ဖခင်ဖြစ်ပါစေ။ဒါကြောင့်ပြန်သွားခိုင်းတဲ့စကားကိုပြန်ရုပ်သိမ်းပေးပါလို့ပြောခဲ့ပါတယ်။သူဟာပေးဆက်ဖို့ဆုံးဖြတ်ထားတဲ့အတွက်ရောက်ခမနောက်ကိုလိုက်ဖို့ရွေးချယ်ခဲ့ပါတယ်။ဒါကိုယူသောဝတ္ထုထဲမှာမှတ်တမ်းတင်ထားပါတယ်။ တချိန်ကတည်တန်းစီရင်ခံခဲ့ရတဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးအတ္တဓာတ်ဟာသူ့ရဲ့တန်ရှင်းတဲ့ပေးဆက်မှုအဖြစ်သူ့ရဲ့ပေါ်များတဲ့ချစ်ချင်းမေတ္တာနဲ့ကောင်းချီးတွေကြားမှာဒီနေ့ခေတ္တရှိနေတယ်မဟုတ်ပါလားဒါကြောင့်တင်းတို့နဲ့ကျွန်တော်ဟာယူတရဲ့ပုံသက်တွေကိုပြန်ကြည့်ခြင်းအဖြစ်ဖရာသခင်အပေါ်တာသမီဝိကြည်ပုံနဲ့တူပြီးဖြစ်လာရမှာဖြစ်ပါတယ်